ီးယားအရက်ဆိုင်များကိုလိုင်းရှင်းချပေးတာတွေကိုကန့်တတ်ဖို့အတွက်ပြည်နယ်နဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကိုနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကညွှန်ကြားထားတယ်လို့တမရယုံဒုတိယညွှန်ကြားမှုချုပ်ဦးစောထေးကဇွန်လ15ရက်နေ့ကတမရအိမ်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာမူရီဆေဝါပပျော်ရေးအတွက်အထူးအလေးထားဆောင်ရွက်ဖို့နဲ့ဘီယာအရက်ဆိုင်တွေကိုလိုင်းစင်ချပေးတာတွေကန့်တတ်ဖို့အတွက်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကညွှန်ကြားထားတယ်လို့ဦးစောထေးကအခုလိုပြောကြားခဲ့ပါတယ်။ရက်ဒီစာပေါ် ဥမာရက်ပြရဆိုရင်တို့ license တွေချပေးတာကန့်တတ်ပေါ့နောက်နောက်ဆုံးကြရင်တော့တို့ license ရေးတွေဘယ်လိုမရအောင် license တွေဒီလိုမျိုးနှီးကြနေတယ်ရက်ပြစာထောက်ဆောင်ကျင်းကျုပ်နောက်မွေးစမဆိုဒီလိုသားလုံးအနေနဲ့ပြည်ပြင်ကဘာကုစားမှုနဲ့တော့ဘယ်လိုမျိုးအနေကြီးရတယ်မွေးစမကျင်းကျုပ်ကိုလေးလေးဆောင်ရအောင်အဲ့ဒါကိုလည်းကျွန်တော်တို့ဒိုင်းစာရေးပြင်ရဆိုးရတယ်တို့တို့ရဲ့ရက်ပြရတယ်ချက်ပြီးတော့လုပ်နေပါတယ်ဆက်လက်ပြီး အစားအသောက်ဆေးဝါးနဲ့ပတ်သက်ပြီးလဲဆောင်ရွက်ဖို့ညွှန်ကြားထားတယ်လို့ဦးစောထေးကပြောကြားခဲ့ပါတယ်အစားအသောက်နဲ့ဆေးဝါးဘေးကင်းလုပ်ဖို့ကုလသမဂ္ဂဆက်ကြည့်တယ်နော်အဲ့ဒါပတ်သက်လို့နိုင်ငံတော်တိုင်းကပုဂ္ဂိုလ်တိုင်းကြီးကြီးဝင်မှာထားတာရှိပါတယ်ဒီကျောင်းသားကျောင်းသူတွေပါဝင်နော်ကလေးငယ်တွေနဲ့စာနာစာသားတွေပုံနေတာလည်းပါဝင်အဲ့ဒါလည်းကျွန်တော်ဘေးကင်းလို့တော့ကျွန်တော်တို့ဒါဆိုရင်တော့ဒီဆေးဝါးတွေဘေးကင်းလုပ်ဖို့ဒါကိုသူ့ဝေးထားတယ်တော့တက်ကြည့်ရပါတော့ ချမ်းသာကြောင့်ရှိတဲ့အဲ့ဒီကျက်ဆောင်ရွက်ချက်ပို့ပြီးတော့တိုးချက်ပို့တော့ကျွန်တော်တို့ဆက်ပြီးတော့ဒီကနေ့တော့ရှိတယ်ဥပဒေရတယ်ဖွင့်တာရှိပါစာလုံးကိုခွင့်ရတာပေါ့လေအဲ့ဒါကိုလည်းအားလည်းအတူတူပေါ့ကျွန်တော်တို့ဆက်ပြီးတော့ရှိနေပေါ့ပြီးတော့စာတော့နဲ့စီပါဒုံလုံးဘေးကင်းရေးပေါ့အဲ့ဒါကိုလေးသားပြီးဆောင်ရွက်ဖို့ဒီသုံးချက်ပေါ့နော်ပို့အောင်ပြန်နော်အဲ့ဒါလေးမကြာထားတာရှိပါတော့ဒါကလည်းသက်ဆိုင်တာတိုင်းယူတိုင်းပြင်ဆင်ရတယ်ဆက်ပြီးစောင့်နေတယ်ဒါလည်းအပြည့်အစုံပါဟုတ် ခုလိုဆောင်ရွက်နေတာတွေဟာအစိုးရအဖွဲ့နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ရဲ့မူဝါဒတွေအတိုင်းဆောင်ရွက်နေတာဖြစ်တယ်လို့ဦးဇော်ထေးကဆက်လက်ပြောကြားပါဗျာ။